အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feature channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖျက်ပြတင်ဆက်ပေးမယ့်ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့အစာရေးဆင်မနန်းနိုင်စနေရေးသားထားတဲ့စမ်းကြောင်းလေးရဲ့ခီးစဉ်လို့မြင်ရတဲ့အစာအုပ်ထဲမှာအစာပေါင်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကစကားလေးတခွန်းလို့အမည်ရပါတယ်နားဆင်ခံစားကြည့်ပါဦးခင်ဗျာစကားလေးတခွန်းလူဘဝတစ်ခုကိုလူတစ်ယောက်ကိစ္စတစ်ခု ဒါမှမဟုတ်စကားလေးတစ်ခုနဲ့အကျိုးသက်ရောက်နိုင်တယ်။အသုံးဝင်တဲ့စကားလေးတစ်ခုဟာစကားပေါင်းထောင်ပေါင်းများစွာကိုအောင်မြင်နိုင်တယ်။စကားတစ်ခုကြောင့်ဘဝပြောင်းသွားရတဲ့ဥပမာတွေပတ်ဝန်းကျင်မှာမြင်တွေ့ဘူးကြပါလိမ့်မယ်။ American ကနာမည်ကြီးဟောပြောသူ Andrew Carnegie ဟာနေစဉ်ကလေးကအလွန်ဆုံးအလွန်ပီတီတဲ့ကလေးငယ်တူဖြစ်ပါတယ်။သူအသက်9နှစ်အရွယ်မှာဖခင်ကနောက်မိမယူလိုက်တယ်။မိလေးဖြစ်တဲ့သူကို သူ့ကိုမိတ်ဆက်ပေးတဲ့အခါမှာအဖေက ကိုကိုခေါင်းခိုင်းအောင်အမြဲလောက်တာဒီလူစိုးပေါ့သူ့ကိုကောင်းကောင်းတရားလိမ့်မယ်ခင်ဟိုတော့မနဲ့ချင်ခဲနဲ့ထုတ်နေမလားဘလို့ဆိုးတွေလုံးလည်းမပြောနိုင်ဘူးလို့ပြောခဲ့ပါတယ်ဖခင်ရဲ့စကားအဆုံးမှာမိရိယပြောပြီးသူ့ခေါင်းကိုပွတ်သက်ပြီးတော့မှားနေပြီသူ့ဟာလူစိုးလုံးလုံးတော့မဟုတ်နိုင်သေးဘူးညံကောင်းပြီးတော့သူ့ညံကိုဘလို့အတုံးချရမယ်မသိသေးတဲ့ခလိငတယောက်ပဲဖြစ်ရမယ်လို့ပြောခဲ့ပါတယ်မိတွေးထမ်းမှမထင်မှတ်ထားတဲ့အစကားကိုသူကြားလိုက်ရတယ် အဲဒီစကားလေးတစ်ခုနဲ့မိသွေးနဲ့သူ့ရဲ့ကြားမှာတန်ရုံးစင်ဒီအထက်ထက်ရှင်းအောင်ခဲ့အဲဒီစကားလေးတစ်ခုနဲ့ရှေ့ကိုဆက်တက်မဲ့ခွန်အားတွေကိုသူရခဲ့အဲဒီစကားလေးတစ်ခုနဲ့လူအများကို အောင်မြင်တဲ့လမ်းကိုရောက်သူ့ကူညီနိုင်ခဲ့စကားတစ်ခုပြောရတာလွဲပါတယ်ဒါပေမဲ့အဲဒီစကားတစ်ခုကိုတစ်ဖက်သူခံစားမိအောင်အသုံးဝင်အောင်ပြောတတ်ရမယ်စိတ်တကြပြီးစိတ်ညစ်စိတ်ပြတ်နေတဲ့လူတယောက်အတွက်လမ်းညို့ဟောပြောပေးမယ်ဆရာမလိုပါဘူး ။တခါတလေရိုးရိုးလေးလို့ထင်တဲ့စကားတစ်ခုဟာတစ်ဖက်သူကိုစိတ်တက်ခွန်အားတွေဖြစ်လာစေပါရဲ့။စကားကောင်းတစ်ခုနဲ့အမည်ကိုပြင်တတ်ခြင်းနဲ့စိတ်တက်တွေ့အတွက် လူတိုင်းအမည်ပြောတင်တာကနံပါတ်၁တဖက်သားကိုနာပြောစေမယ့်စကား။နံပါတ်၂အားပေးစကား။နံပါတ်၃ချီးမွမ်းစကား။နံပါတ်၄စိတ်ပါလက်ပါနဲ့ပြောတဲ့စကားတွေပဲဖြစ်ပါရဲ့။အကောင်းဆုံးတွင်တွဲနေတာဟာတဘာဝမှု စကားကောင်းကိုညံ့ညံ့ပြောပြီးစကားစိုးကိုနည်းနည်းပဲပြောတင်ပါတယ်။ပေါပေါတန်တန်ပြောလိုက်တဲ့စကားတခုဟာလူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပြည့်စုံစေတတ်ပါတယ်။ဒါကြောင့်မိကောင်းဆွေကောင်းတွေအလောက်ကောင်းတွေအခိုင်ကောင်းတွေမပြတ်စည်းစည်းချင်းရင်တော့အယိုးမရှိတဲ့ရှားကိုအောင်းနှောင်းနဲ့ထိန်ချုပ်တရားပါမယ်။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာမနန်းနေစနေရေးသားထားတဲ့ဆန်ယောင်ရဲ့ခီးစဉ်ကိုအမြင်ရတဲ့စာအုပ်ထဲမှာ စကားလေးတစ်ခွန်းလိုအမည်ရတဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီဆောင်းမလေးမှာဆိုလို့ရှိရင်ဒီအင်ဒရူကာနဂျီကိုသူ့ရဲ့အမိတွေကဒီသူ့ကိုချီးကျူးတဲ့စကားလေးတစ်ခွန်းနဲ့သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေခဲ့တာကိုအားလုံးပဲမြင်တွေ့ရမှာဖြစ်ပါတယ်။အဲလိုပဲကျွန်တော်တို့ဆ ्याम နန်းနဲ့စနေရေးသားထားတဲ့အတိုင်းပဲတစ်ဖက်သူကိုနာပြောစေမယ့်စကားအားပေးစကားချီးမွမ်းစကားစိတ်ပါလက်ပါနဲ့ပြောတဲ့စကား အဲအဲ့လိုမျိုးစကားလေးတွေကိုအမြဲပြောဆိုသင့်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဒီဆောင်မကောင်းလေးရာနေကျွန်တော်တို့သင်ခန်းစာရရှိမှဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီလိုမျိုးဆက်ကက်ခွန်အဖြစ်ဆောင်မကောင်းလေးတွေပါတဲ့ဆဲမနနိုင်စနေရေးသားထားတဲ့ဆောင်ကြောင်းလေးရဲ့ခရီးစဉ်ဝေးစားကိုခေါင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။ဒါဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေ။ဒေါသခတ်သိမ်းကင်းကျင်းကြပါစေ။စီးရင်ခတ်သိမ်းကင်းကျင်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ။နာဆင်သူများအားလုံးဝေးရန်ကြောက်ကြဆင်းရဲကင်းပြီးကိုယ်စိတ်နှစ်ဖြာချမ်းသာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာအနာဆင်ပေးခဲ့တဲ့သူဒုတိယအချက်စီကိုစုတောင်းမြစ်တာပို့တာပေးလိုက်ပါရခင်ဗျာ။